ပါဒီနေ့ကတော့အော်တိုဘာလ23ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်သတင်းကောင်းတွေရှိတယ်သတင်းကောင်းစစ်ကောင်စီဘက်ကပါနော်ဒါစစ်တပ်ထောက်ခံသူတွေစစ်ကောင်စီဘက်ကကောင်းနေလောင်ဝဲသတင်းလည်းရှိတယ်ပေါ့မရောက်လဲမရောက်လဲအကြောင်းမရောက်လဲအာဆီယံဒါအစည်းအဝေးအနားတော်မကတ်လိုက်ရတဲ့အကြောင်းလည်းပါမယ်ပြီးတော့ကြတော့ဒါဝက်လက်သခိုင်းဝက်လက်အရာတော်အဲဒီနေ့အဆက်မှာဖြစ်သွားတဲ့အားရပါရတိုက်ပွဲတစ်ခုအကြောင်းလည်းကျွန်တော် ပြောပြမယ်ပေါ့နော်အဲဒါအဗီဂျီစာမိသွားတဲ့ကောင်းနေအကြောင်းလည်းပြောပြမယ် ပြီးတော့ကြတော့ဒါစစ်ကောင်စီကတီဘောကိုထိရောက်ပြီးတဲ့ချိန်မှာဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးတော့အဲ့နေရာတွေကိုရွှေ့ပြောင်းနေတယ်ဆိုတဲ့အကြောင်းတွေလည်းပါမယ်ပေါ့ဗျာအဲ့တော့ပထမဆုံးတော့ဒါကျွန်တော်တို့ဒါစကိုင်းဝက်လက်အရာတော့အဆက်ကပေါ့နော်ဒီအဲ့နေရာမှာဒါလုတ်ခဲ့တဲ့တော်လိုင်းတက်ဖွဲ့တွေပူပေါင်းပြီးလုတ်ခဲ့တဲ့ရဲဘော်၃ကြိတ်ဆစ်စင်ရေးအကြောင်းလေးလည်းပြောကြမယ်စကိုင်းဝက်လက်အရာတော့၃မြို့နယ်ထိဆက်နေတဲ့နေရာဖြစ်တဲ့ဒါကြောင်းကုန်းရွာပေါ့နော်အဲ့ဒီရွာကိုတလဲပါဒါပြူစခန်းကနေပြီးတော့အင်အားစစ်ကောင်စီအင်အား60လောက်နဲ့စစ်ကြောင်းထိုးတာ အဲ့ဟာကိုဒါဒီစရောင်မိုးโจအဖွဲပြီးရင် BFRA Pro Life အဖွဲပြီးရင်အဲဘူဂျိန်းဆိုးအဖွဲဆိုပြီးတော့၃ဘွဲ့ပေါင်းပြီးတော့ရေဘော၃ဂျိန်းဆိုတဲ့ပုံစံမျိုးနဲ့စစ်စင်ပေါ်ဆောင်ခဲ့တာပေါ့နော်အဲဒီဟာကဘယ်လိုမျိုးပုံစံဖြစ်ဖြစ်တာလဲဆိုတော့ဒီဒီခုနဒီចောင်းကုန်းရွာကိုစစ်ကောင်စီစစ်သားတွေကအများတန်းမှာအနိုင်ကျင့်နေတာတွေလုပ်တယ်အပြည်သူတွေကိုဒေသခံတွေကိုနှိပ်စက်တာတွေလုပ်တယ်အပြူတွေလည်းပါတယ်ပေါ့နော်အဲ့လိုလုပ်နေတဲ့နေရာဖြစ်လို့ဒါကိုသတင်းရပြီးတော့ ွားပြီးတော့ပြင်းတာပေါ့နော်အဲ့မှာဘဘကတော်တော်လေးအထိနာအထိနာလဲဆိုတာဘလို့ကြောင့်အထိနာလဲဆိုတာအဲ့ဒီကောင်ကြီးရဲ့စစ်ကြောင်းနဲ့ကိုတော်လိုင်းထုံးဝဲနေပြစ်လိုက်တယ် RPG ကတက်တဲ့ဝင်သွားအကုန်အဲ့မှာလွင့်စင်ထွက်ပြီးတော့ပေါ့နော်နေရာမှာတင်ပွေချင်းပြီးသွားတာအသက်မရှူတာကနှစ်ယောက်ရှိတယ်အတွင်းလူနာအတွင်းလူနာပုံစံမျိုးနဲ့ခုနှစ်ယောက်ရှိတယ်ပေါ့နော်အဲ့တော့ထက်သေးကြမှာကောင်ကြီးအများကြီးကြောင်ပါအတွင်းလူနာအတွင်းလူနာခုနှစ်ယောက်လုံးတည်လိုက်ကွာအဲ့ဆိုအဲ့ဆိုအများကြီးပြတ်သွားမှာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတော့ဒါသိရတယ်အဲ့တော့ ခုနှစ်ယောက်ကတော့ပြင်းပြင်းထန်ထန်တန်ရာရတယ်နှစ်ယောက်ကတော့နေရာမှာနေပွဲချင်းပြီးရပါတော့အဓိကတော့ပြီးရင်အဲ့ထဲမှာဒါထူးခြားချက်ရှိသေးတယ်ပေါ့နော်ဒီကြောက်ကုန်းရွာကိုသွားပြီးတော့တိုက်တဲ့အချိန်မှာထူးခြားချက်ကဘာလဲဆိုတော့အဲ့ကောင်ဒီဘက်ကစပစ်တာစစ်ကောင်ဒီဘက်ကစပစ်တာဒါကျွန်တော်တို့တပ်ဖွဲ့ကြီးလည်းဒါဂယူးဆိုင်ရမယ့်အရာပေါ့နော်ကိုကတော့သွားတိုက်တာပဲဒါပေမဲ့ဟိုဘက်ကကောင်ကတိသွားပြီးတော့ပြန်ပစ်တယ်ဆိုတော့ကိုကဘာတွေလိုအပ်နေတယ်ဆိုတဲ့ဟာလေးဒါနည်းနည်းတော့ဒါကျွန်တော်တို့ဖွဲ့ကြီးပြင်ဆင်ရမယ့်အပိုင်းတော့ရှိတာပေါ့လေနော်သွားပြင်းမယ်ဆိုတဲ့အချိန်မှာလုံးဝအဲ့ကောင်ဒီမတိတဲ့အချိန်မှာပြင်းနိုင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့အဲ့ကောင်ဒီအထိကိုက်များမှာဗျာ ဲ့တော့ဒါစကိုင်းဝက်လက်အရာတော့သုံးမျိုးနဲ့အဆက်ကဒီကြောက်ကုန်းရွာမှာပေါ့နော်ဒါစစ်ခွေးတွေဒါပြည်သူစစ်တွေကအများတန်းပြည်သူတွေကိုနိုင်ကျင့်နေလို့တရင်ရလို့ဒါကျွန်တော်မာမိတ်သုံးဘွဲ့သွားရှင်းတာတဲ့အဲ့တော့စစ်ခွေးတွေနဲ့ဒဲတိုးတာပဲတဲ့အဲသူပြောတဲ့အတိုင်းပေါ့နော်သူတို့ကလက်နက်ငယ်နဲ့စပြီးတော့ဒါရမ်းပစ်တယ်တဲ့ကျွန်တော်တို့က RPG နဲ့သူတို့အဖွဲ့ကြားတဲ့ဒဲထုတာဝင်သွားတယ်ပေါ့နော်ဒဲဝင်သွားတယ်ပေါ့နော်မြင်းလုံးကောင်းချက်ကတော့အစုလိုက်ကိုလွင့်စင်ထွက်သွားတာအဲ့ဒါအားရ RPG ဆိုတဲ့အားကလည်းတကယ်ပြင်းအားကောင်းတယ်လေနော်အဲ့ကြအဲ့လိုကောင်မျိုးဒဲတာဝင်သွားလို့ကတော့ ုနလိုလွင့်စင်ထပ်သွားရဆိုတဲ့ဟာတော့အများကြီးမြင်ရပါဗျာသီလားအဲ့လိုအနီးကပ်ကြီးမြင်ရတာအပြင်အနီးကပ်ဆိုတဲ့ဟာပါသေးတယ်အဲအဲ့ဒါလည်းဒါကျွန်တော်ထပ်ပြောပြအောင်ပါနော်အဲ့မှာပေ30လောက်ပဲဝေးတာတဲ့တိုက်ပွဲကကဲတိုက်ပွဲကပေ30လောက်ပဲဝေးတာအဲ့တော့ရင်ခုံဘလောက်တောင်မှရင်ခုံစရာရင်တုံစရာကောင်းလဲပါနော်လုံးဝဒါစူပါကော်ဖီမစ်ကိုအတွဲလိုက်ဒါတထိုင်နဲ့ဖြော်တောက်လိုက်တဲ့ပုံစံမျိုးဖြစ်သွားမှာပါနော်အသေးနှစ်ကောင်ကတော့တို့အတီးပြုတ်နိုင်တယ်အခုချိန်ဆိုရင်ဒါတော်တော်သေနေလောက်ပြီဆိုပြီးတော့လည်းသိရတယ်ပြီးတော့ RPG စာဆိုတော့တဲ့ဒါစဉ်းစားတာကြည်တာပေါ့ဗျာစဉ်းစားတာကြည်တော့ပေါ့ဗျာအဲအဲ့လိုမျိုး အဘတရားကြီးပြောထားတာပေါ့ဆိုကျွန်တော်စစ်ကောင်စီပြည်သူတွေကိုဒီလိုနှိမ့်ဆက်နေတဲ့ဟာတွေကိုကျွန်တော်တို့တလိုင်းတက်ဖွဲ့တွေကဘယ်တော့မှလက်ပိုက်ပြီးကြီးမနေဘူးသူတို့ရတဲ့သူတို့မှရှိတဲ့ခွန်အားသူတို့မှရှိတဲ့လက်နက်ခဲယမ်းတွေသူတို့ရအောင်သွားပြီးတော့ဒီကောင်တွေကိုအဲဂျူစာပန်းစားနဲ့သွားပြီးတိုက်ခိုက်ဖို့အတွက်အမြဲတမ်းလှုပ်ဆောင်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုလှုပ်ဆောင်တဲ့ခါမှာဒီ local အဖွဲ့တွေကလည်းအရန်အခက်ခဲရှိကြတယ်ပြီးတော့ဒါတိရဲ့အတိုင်းပဲဒါအညာဘက်မှာဒါစကိုင်းဘက်မှာဆိုရင်ဒီလက်နက်ခဲယမ်းဝယ်ယူမှုအပိုင်းတွေကစအရန်ခက်ခဲတာပေါ့နော်အဲတပ်ဖွဲ့တွေက တိုက်ပွဲတစ်ခုပေါ်ဆောင်ရဖို့အရေးကိုအဲဒီထက်ပိုပြီးတော့ထောက်ပံ့မှုများများရမှာပဲလှုပ်ဆောင်နိုင်မှာဆိုတော့အဲတချို့ကြတော့လေဒါပြောကြတယ်ပေါ့နော်အဲအကြောင်းလို့ဒါအညာကအဖွဲတွေကဒီတကယ်ကိုကြီးမားတဲ့တိုက်ပွဲကြီးတွေဖန်တီးနိုင်မှုအားနည်းတယ်ဆိုတော့မဟုတ်ဘူးသူတို့မှဖန်တီးနိုင်စွမ်းရှိတယ်ဖန်တီးပေးလို့ရမဲ့လက်နက်ခဲယံမရှိတာဖန်တီးပေးနိုင်မဲ့လက်နက်ခဲယံမရှိတာပေါ့နော်သူတို့မှတကယ်ကိုလုံလုံလောက်လောက်အင်အားရှိတယ်ဗျအကုန်ရှိတယ်အကုန်လုံးကတိုက်ပွဲဝင်အကုန်လုံးတက်တည်ရှိတယ်အကုန်လုံးတိုက်ပွဲဝင်နိုင်တယ် ်ဆေးရည်အတွေ့အကြုံတွေလည်းဒါမနေမနောဖြစ်နေပြီပေါ့နော်အဲ့တော့ဒီလိုမျိုးအင်ပြည့်အပြည့်နဲ့ပေါ့နော်ဒါမြို့သိမ်းတွေပဲဖြစ်ဖြစ်ဒါစကမ်းသိမ်းတွေပဲဖြစ်ဖြစ်တေချာပေါက်ပေါ်ဆောင်နိုင်တယ်အခုတော့ကျတော့အဲ့လိုမျိုးအဆင်မရောက်နိုင်တဲ့အတွက်ဒီလိုမျိုးဒါစစ်ကြောင်းတွေကိုတွားပြီးတော့ဖြတ်ပြီးတော့တိုက်ခိုက်ရတာတွေလုပ်တယ်စောင့်ကြည့်ပြီးတော့တိုက်ခိုက်ရတာတွေလုပ်ခဲ့ရတယ်ပေါ့နော်အမှန်တော့ဒီထက်ပိုပြီးတော့အဆင်တက်တဲ့နေအညာအဖွဲတကယ်ကြမ်းတယ်နော်အားကြအဲ့လိုမျိုးအဖွဲတွေကိုဒီထက်ပိုပြီးပြည့်စုံအောင်ပေးနိုင်မယ်ဆိုရင်ခုနကလိုကျွန်တော်မျှော်လင့်နေတဲ့ဟာတွေအများကြီး ဖြစ်လာနိုင်ပဲပေါ့နော်အဲ့တော့ကျွန်တော်ကအညာကိုလည်းမမေ့ဖို့လိုတယ်အဲတက်ဖွဲ့တွေတကယ်ကိုကြုံကြုံကြဲစူးစမ်းနေကြပါဘောတော့တောင်းစိတ်တက်နေဆိုဒီချိန်လောက်ဆိုစိတ်တက်ကြနေလောက်လင်းနှစ်ကျော်၅နှစ်ဗျာအခုဒီလက်နဲ့ခဲရမဆုံသေးဘူးဗျာမဆုံသေးဘူးပိုရှန်နာတွေအရန်တွေပါတွေထားလိုက်အောင်အဲလက်နဲ့ခဲရဒါတယောက်ကိုတလက်ဆိုတဲ့ပုံစံမျိုးတော့မှမဆုံသေးတဲ့အဖွဲ့တွေအများကြီးရှိတယ်အခုချိန်ဒီလက်လုံးနဲ့ပစိုးဆွယ်လွယ်အတိုင်းပြီးတိုက်နေရသေးတဲ့အဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါတောင်မှပဲမင်းတို့စစ်ကောင်စီဘက်ကတက်ဖွဲ့တွေကအခုချိန်ဒီခံစားနေရတော့ ဘယ်တော့ဖြစ်ဖြစ်ပေါ့နော်မင်းတို့ရဲ့သတင်းတွေကသတိတစ်ဖွဲ့တွေစီကိုရောက်နေတုံးပဲအဲ့ဒါဘာလဲဆိုတော့မင်းတို့ပြည်သူလူထုရဲ့ထောက်ခံမှုကြာရှုံးတာပြည်သူလူထုထောက်ခံမှုကြာရှုံးတာဘာကြောင့်ဖြစ်လဲပြည်သူလူထုကိုနှိပ်စက်လို့မင်းတို့ကောင်နေနှိပ်စက်လေလေမင်းတို့ကောင်နေပြည်သူကိုရက်စက်လေလေဒီလိုမျိုးဖြစ်တွေကမင်းတို့ထက်ကြုံအောင်ပါပဲမင်းတို့အဲ့အဖွဲ့စည်းထဲမှာမင်းတို့အဖွဲ့စည်းထဲမှာလည်းမင်းတို့မလုပ်ဘူးဆိုပြီးတော့မင်းတို့မပြောနဲ့တခြားအဖွဲ့လုပ်လဲမင်းတို့ခံရမှာပဲသိကြတယ်အဲ့ကြအဲ့အဖွဲ့စည်းထဲမှာဆက်ပြီးတော့နေနေအောင်မယ်အသုံးချခံလုပ်နေအောင်မယ်ဆိုရင်မင်းတို့ကောင်နေဘွားကူကောင်းမှာမဟုတ်ဘူးပေါ့နော်အမျှတော့မှာပဲမှန်းဝေရမယ်အဆင်မျိုးတွေဖြစ်မှာ အဲကြအဲ့လိုမဖြစ်ဖို့အတွက်ကိုမတော်ကောင်ရုံထွက်ဖို့လိုတယ်ပေါ့နော်အဲအခုဒါကြည့်ဒါကားကနေလွင့်ဆင်သွားတယ်တို့ဘာလို့ညာတို့မစင်းစားလေမပြည့်မစုံတဲ့အဖွဲကမင်းတို့ကအဲ့လိုမျိုးကြီးလာပြင်းခံရတယ်မင်းတို့မှာကဘာအဆင့်35တွေရော38တွေဘယ်လောက်လဲတော့မသိတော့ဘူးကွာအဲ့လိုမျိုးပုံစံမျိုးနဲ့မင်းတို့ကြွေးကြော်နေတဲ့ကောင်တွေလက်နက်ခဲရမ်းဆိုအပြည့်အာစစ်ကြောင်းမှာပါလာတယ်အခုပြည့်လက်နက်ကြီးအပြည့်အာဆက်ကလေးဆက်လက်ဘာညာအပြည့်လာလာတာအဲ့လိုအဖွဲတွေကမင်းတို့အခုဒါမပြည့်မစုံတဲ့အဖွဲတွေရဲ့တော်လန်တိုက်ခိုက်ခြင်းကိုကားကနေလွင့်ကနေခံနေရတယ်ဆိုနေက မင်းတို့တွေအာတော်တော်လေးအချိန်ကြီးစိုးနေပြီဆိုတာသိတယ်နေပါတော့ရှေ့ဆက်လည်းမင်းတို့နိုင်ကြအကြောင်းတော့မရှိဘူးအဲ့တော့ဒီတပ်ဖွဲ့တွေပြည်စုံလာပြီဆိုတဲ့ခါကျရင်စစ်ကောင်စီဘက်ကကောင်းနေဒီထက်ပိုပြီးခံစားရဖို့ပဲရှိတယ်အဲ့တော့အညာမြေကတပ်ဖွဲ့တွေကိုပေါ့နော်အညာဒေသကတပ်ဖွဲ့တွေကိုဒီထက်ပိုပြီးအကောင်အောင်ပြောက်တာလူကြီးတွေလည်းဂီယူဆိုင်ကြစေခြင်းနဲ့အခြားနေရာအခြားဒေသဆိုတဲ့ဟာတွေကဒီညာထက်ဆိုင်တော်သေးတယ်ဗျာပြောရရင်ဒါမဲ့ဟိုရုံးကန်ရတာချင်းတော့အတူတူပါပဲဒါပေမဲ့ ပို့ပြီးတော့ခက်ခဲတယ်ဆိုတဲ့အပိုင်းတွေကညာမှာပို့တွေ့ရတယ်ဗောနော်ညာနေပူပူအောက်မှာဗျာဘယ်လောက်တောင်မှပြင်ပန်းလိုက်မလဲဒါပေမဲ့အဖွဲတွေကဒီ9နှစ်လောက်ရှိလာတဲ့အတော်အတွင်းမှာကိုပဲတစ်ချက်မှစိတ်တမကြဘဲနဲ့အခုချိန်ထိတိုက်ပွဲဝင်နေတာကိုကျွန်တော်လေးစားရမယ်အဲ့တော့သူတို့တွေစိတ်တမကြအောင်ကျွန်တော်လုပ်ပြရသူတို့သာစိတ်တကြသွားကြည့်သွားပြီနော်အဲကျွန်တော်စဉ်းစားရမှာကျွန်တော်လူကြီးအဲ့ဒါကြီးစဉ်းစားရမှာနော်တိုက်ပေးမဲ့ရဲဘော်တွေစိတ်တကြပြီးတော့မတိုက်တော့ဘူးဆိုတဲ့ခါကျရင်စစ်ကောင်စီလိုမျိုးကျွန်တော်ကြုံရလိမ့်မယ်စစ်ကောင်စီအခုကြည့်ဒါနေရကံကိုပဲကြည့်ပြီးရင်ဒါဂုတ်ကြီးကိုပဲကြည့်ပါနော် ွားပြီးတော့တိုက်ခိုင်းပါတယ်ဆိုတော့ကောင်တွေကမတိုက်တော့ဘဲနဲ့ထွက်ပြေးတဲ့ခါကျတော့ဘာတွေဖြစ်ကုန်လဲအေးကျွန်တော်တို့အဲ့ဓာတွေကအရေးကြီးလှုပ်ဆောင်ကြဖို့လိုတယ်ပေါ့နော်မိမထားကြပါနဲ့တတ်တဲ့လောက်ဝိုင်းဝန်းပြီးတော့ပအဝင်လှုပ်ဆောင်ပေးကြပါဥဆောင်ပေးကြပါတကယ်ပါညာမီကဒီထက်ပို့ပြီးတော့ဒါအောင်မြင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တပ်ဖွဲ့တွေတကယ်ကိုနေရာဒေသအနှက်မှာရှိတဲ့တပ်ဖွဲ့တွေအားလုံးကအတူတူပါပဲအားလုံးကရဲစွမ်းတပ်တိရှိတဲ့သူတွေကြီးပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအောင်မြင်မှုတွေထပ်ပြီးတော့ယူနိုင်ဖို့အတွက်ပေါ့နော်အခုဆိုရင်ဒါစစ်ကြောင်းကြောင်းပြုတ်ထွက်သွားအောင်ဒီလုပ်လို့ရတဲ့အခွင့်အရေးတွေသူတို့မှရှိချင်ရှိခဲ့မှာ အဲကြအဲ့လိုမျိုးရှိနိုင်ဖို့အတွက်ကိုလည်းပြည့်ပြည့်စုံစုံဖြစ်အောင်ထောက်ပံ့ပေးကြစီခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့အော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာဒါပြုလုပ်မယ်ပေါ့နော်အာဆီယံထိပ်သီးအစည်းအဝေးအဲ့အစည်းအဝေးကိုဒါတက်ရောက်မဲ့ခေါင်းဆောင်များစီးရင်မှာမလာမပါ sorry မရောက်လိုက်မပါပေါ့နော်မရောက်လိုက်အစည်းအဝေးတက်ခွင့်ရမည်မဟုတ်ဆိုပြီးတော့ဒါမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလိုက်တယ်ပေါ့နော်အဲ့တော့ မြန်မာရေးဖြည့်ရှင်းမှုအာဆီယံအနေနဲ့ဒါဘုံသဘောတူညီချက်9ရက်အပေါ်မှာဆက်လက်ရည်တည်ဆဲဖြစ်ကြောင်းဒါတရားဝင်ပြောလိုက်တယ်။မြန်မာနိုင်ငံကဒီဘုံသဘောတူညီချက်9ရက်ကိုသူလိုက်နာအကောင့်ထဲပို့တာအားနှဲလို့လောက်ကိုမလောက်တာပါအားနှဲတာမဟုတ်ဘူး။လောက်ကိုမလောက်လို့ပြက်ကွက်လို့ပေါ့နော်။ဒါကြောင့်မလို့9နှစ်ဆက်တိုက်သူတက်ခွင့်မရခဲ့တာ။9နှစ်ရှိသွားပြီတက်ခွင့်မရဘူး။အဲဖြစ်ဖြစ်ပြီးချင်း2021သူအာလာသိမ့်ပြီးပြီးချင်းမှာတော့သူတခါတက်ခွင့်ရတယ်။ဒါပေမဲ့အဲ့ဘုံသဘောတူညီချက်9ရက်ကအဲ့တက်ခွင့်ရတဲ့အချိန်မှာကိုပဲဒါသူတို့အတီးပြုတ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့အဲ့နောက်ပိုင်းမှာမင်းအောင်လိုင်ကလုံးဝဒါတွေကိုမလိုက်နာလို့အခုလိုမျိုးတယောက်ခွင့်အနားတော်ကတ်ခွင့်မရတဲ့အနေအထားဖြစ်နေတာပေါ့နော်အဲ့တော့အာဆီယံအစည်းအဝေးတက်တယ်ဆိုတာကလည်းဒါနိုင်ငံရရွေးချယ်တင်ပြောက်ထားတဲ့ခေါင်းဆောင်တွေပေါ့ဗျာခေါင်းဆောင်တွေနိုင်ငံနဲ့ပြည်သူကရွေးထည်ထားတဲ့ခေါင်းဆောင်တွေတက်တာပေါ့နော်နိုင်ငံနဲ့ပြည်သူပေါ်မှာတစ္ဆာဖောက်ပြီးတော့လက်နက်အားကိုနဲ့ပြည်သူအာဏာကိုအတင်းအဓမ္မရယူထားတဲ့ကောင်မျိုးတွေ ခေါင်းဆောင်အတင်းဝင်လို့တဲ့ကောင်မျိုးတွေတက်ခွင့်ရမယ့်ဟာမျိုးတော့ဟုတ်မနေဘူးလေနော်အဲ့တော့ကောင်းတယ်အဲ့လိုမျိုးခေါင်းဆောင်မဟုတ်တဲ့ကောင်တွေပေါ့ဗျာသူ့ဘက်သူအတင်းလို့ယူထားတဲ့ခေါင်းဆောင်ခေါင်းဆောင်မစစ်မှန်တဲ့ခေါင်းဆောင်ပြည်သူလူထုပေးထားတဲ့ခေါင်းဆောင်မဟုတ်ဘူးအဲ့အဲ့လိုကောင်မျိုးတက်ခွင့်မရတာဖြစ်တဲ့အတွက်ကောင်းတယ်ပေါ့နော်အဲ့တော့ခေါင်းဆောင်လှုပ်ရှင်တဲ့သူနဲ့ခေါင်းဆောင်ဖြစ်တဲ့သူနဲ့ကွာခြားချက်ပေါ့ဗျာပြီးတော့ဒီတက်ထောက်ခံတဲ့သူတွေပေါ့နော်ဒီဒီချိန်တော့ဒါငါတို့ဘဘကြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရပြီဘာညာနဲ့ဒါပြောဆိုဂုဏ်ယူနေတာတွေရှိတယ် အစအစထွက်လာတဲ့ချိန်မှာပေါ့နော်အဲဒီဒီသူ့ပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့စထွက်လာပြီဆိုတဲ့ချိန်မှာသူတို့အဲ့လိုမျိုးဒါကိုယ်ဝဲမြောက်ဆိုတာပြောခဲ့ကြရရှိတယ် မြောက်နိုင်ကတော့သူ့လူသူပြန်တက်တာခံရတာနော်အဲကြောင့်ပြောပြမင်းဒါ CEO စုကိုဒါထောက်ခံအားပေးတဲ့ဒါ11တို့ရန်ကုန်မီဒီယာ group လို့ဘောမမီဒီယာတွေနဲ့ Telegram channel တွေမှာလည်းဒါအော်တိုဘာ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရလေပြီဆိုပြီးတော့သူတို့ကဝါဒပြန်ပြီးကြအဲ့လိုဝါဒပြန်မယ်အဲ့လိုမျိုးမျက်နှာပြောင်တိုက်တာပေါ့နော်ဒါအဲ့လိုမျိုးမျက်နှာပြောင်တိုက်တယ်ဆိုတာလည်းတကယ်ပြောရင်အခုမှတော့မဟုတ်ဘူးဒါအရင်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးနေပြီးတော့လာတဲ့ခီးစဉ်ပါလေဒီခီးစဉ်ကိုခုတော့လုတ်ပြီးတော့ ရွေးကောက်ပွဲစောင့်ကြည့်လိမ့်လာရဲ့အဖွဲ့တွေကိုမလေးရှားကဆေလွတ်ပေးမယ်ဆိုပြီးတော့သူတို့ထုတ်ပြန်သေးတယ်။သတင်းတွေတက်လာသေးတယ်။အဲအဲ့လိုမျိုးဟိုကမပြောဘဲနဲ့ဟိုကလုံမပေးဘဲနဲ့အဲ့လိုမျိုးထည့်ပြီးတော့သူတို့ပြောလာတာပေါ့နော်။အမရှက်ဘူးပြတကယ်။အဲ့မီဒီယာတွေကဝိုင်းပြီးတော့ညိန်ပေးတာပေါ့နော်။ဘောမမီဒီယာတွေကစစ်ကောင်စီဘက်ကနေဝိုင်းပြီးတော့ရက်တည်ပေးတဲ့ပုံစံမျိုးလုပ်တာပေါ့။ဘောမလားဘောမလားအမှန်တော့ဒီအစည်းအဝေးကိုတက်ရမှဆိုတဲ့သတင်းကလည်းဒါမလေးရှားထုတ် NSC သတင်းမှညှက်ပြီးပါလာတဲ့ဒီစာကြောင်းတစ်ကြောင်းကိုသူတို့ကိုးကားပြီးတော့မဟုတ်မှန်းသိသိကြီးနဲ့ သူတို့ဝါရဖြန့်ကြတာစစ်ကောင်စီရဲ့ဝါရဖြန့်စစ်ပွဲထဲမှာသူတို့ကဝင်နှွှဲပေးတာဗျာပြောရရင်အဲ့ဒီနောက်ပိုင်းမှာဒီစာချောင်းကိုဒါဒီစာချောင်းပါတဲ့အပိုက်ကိုပြန်ပြီးတော့ဖြုတ်ချသွားတယ်ဆိုပြီးတော့လေအဲ့ ARD သတင်းထာကကဖော်ပြထားတယ်အဲ့မှာပြန်ကွမ်းတာ ဝါနာဒါပြင်အစည်းအဝေးနဲ့နီးစပ်တဲ့တာမလေးရှားအရာရှိတွေကလည်းမြောက်လိုင်းကိုဖိတ်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပြီးဆိုတဲ့အကြောင်းလည်းသိရတယ်။အဲ့တော့သတင်းသမားအဖြစ်ခံယူထားတယ်ဆိုရင်ဒီသတင်းကမှန်မှန်မှန်ဘယ်ကနေတက်တာလဲဟုတ်နိုင်ပြီမဟုတ်နိုင်ပြီဒါမျိုးပုံစံမျိုးလေးတွေတော့တရားလေးတော့ဒါပြန်ပြီးစစ်ဆေးသင့်တာပေါ့လေနော်စစ်ဆေးတာတွေဒါသူတို့သုံးသက်တာတွေလုံးသင့်တာပေါ့ဗျာဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒါစစ်ကောင်စီရဲ့အလိုကျအာငါတို့ဒီလိုရေးလိုက်ရင်တော့ဒါမြောက်လိုင်းပျော်မှာပဲအာမြောက်လိုင်းဖြစ်စေခြင်းတဲ့ဟာတိုင်းငါတို့ရေးမယ် ပြည်သူကဘလို့ပဲထင်တယ်ဆိုတော့ပုံစံမျိုးနဲ့ရုတ်တည်နေပေါ့ဗျာဒါပြည်သူကအစိတ်ခတ်တာပေါ့နော်အဲ့တော့ပြည်သူကတစ္ဆာပေါ့အဲ့တော့ဒါစစ်အုပ်စုကိုထောက်ခံတဲ့မီဒီယာတွေကစစ်တပ်ရဲ့ဝါဒဖြန့်ချီစစ်ပွဲကိုဒါပျော်ပျော်ကြီးဝင်နှွှဲပြီးတော့ပြည်သူကိုလိန်ညာပြီးတော့တစ္ဆာဖောက်ခဲ့တာဖြစ်တယ်အဲ့တော့ဒီလိုတော့ရှိတာပေါ့သူကဘာလဲဆိုတော့ အဲဒီလိုမျိုးတက်ခွင့်ရမယ်လို့အဲသူတို့ဘက်ကဒီအတိုင်းဝိုင်းတွေကလည်းထုတ်ပြောတယ်အဲသူတို့ရဲ့ဒါမီဒီယာတွေမှာခေါင်းကြီးပိုင်းနေနဲ့ပေါ်ပြတယ်ပုံနေနဲ့ပါအညာအဲ့လိုပေါ်ပြကြမယ်ဒါအဲ့လိုပေါ်ပြပြီဆိုတဲ့ခါကျရင်မလေးရှားကများသူတို့ကိုအားနာပြီးတော့မျက်နှာပူပြီးတော့များဖိတ်မလားလို့တွေးသလားမှမသိတာပေါ့နော်အဲ့ဒါကြောင့်မလို့အုံနဲ့ကျင်းတယ်အဲ့လိုမျိုးလောက်ကြတာပေါ့နော်အဲ့တော့ဒါအခုဆိုရင်ဒါမလေးရှားဝန်ကြီးချုပ်ကတရားဝင်ကြီးထုတ်ပြောလိုက်တော့သူတို့ဂွမ်းတာပေါ့နော်ဂွမ်းတာပေါ့ဆိုတာသူတို့တွေလုတ်ခဲ့တဲ့ဇလန်းကိုသူတို့ပဲ အတံမထွက်နိုင်အောင်ပြန်ဖြစ်သွားတာပေါ့ဗျာအဲ့တော့ကမ်ဘောဒီးယားနဲ့လာအိုလိုမျိုးတာနိုင်ငံတွေကဥက္ကဋ္ဌဖြစ်ခဲ့စဉ်နှုန်းကားတော့မှပဲမင်းအောင်လိုင်းကိုဖိတ်ခေါ်ဖို့စကားဦးတော့မတန်းခဲ့ဘူးအဲ့တော့မလေးရှားကလုံးဝခေါ်စရာအကြောင်းတော့မရှိဘူးပေါ့နော်အခုကမလေးရှားလည်းတော်တော်ကိုအလုံများနေတဲ့ပုံစံမျိုးမင်းအောင်လိုင်းတို့ကဒါတက်မယ်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 ပါမယ်ပါမယ်လောက်အသူ့မှာညင်းရပြန်ပြီဟာမပါဘူးဟာထုတ်ပြန်တာလည်းမရှိဘူးပါညာအဲ့လိုပုံစံမျိုးညင်းနေရအလုပ်တွေများနေအာဆီယံလုံးမလုပ်တော့ဒီကောက်လုံးလုံးနေရပါပေါ့နော် ်ငါဒီထိပ်သီးအစည်းအဝေးကိုတကယ်ပြောရရင်ဒါကြေကြေပြန့်ပြန့်လုပ်ဖို့အတွက်သူကဒီတစ်ခေါက်မှာတခြားလေးစီစဉ်နေတာပေါ့နော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်တရုတ်အိန္ဒိယအီတလီကနေဒါတောင်ကိုရီးယားပြီးရင်နယူးဇီလန်အော်စတြေးလျပြီးရင်ဂျပန်ကအမျိုးသမီးဝင်ကြီးချုပ်အစ်စ်ပြီးရင်ဘရာဇီးရုရှားတောင်အာဖရိကပြီးရင်ဒီသမ္မတတွေစုစုပေါင်းပေါ့နော်၁၂နိုင်ငံကထိပ်တန်းခေါင်းဆောင်တွေလာမဲ့ပွဲမှာဆွမ်းဆန်တဲ့ကိုဘယ်သူကကြွက်ချီရောက်ခိုင်ပါလဲဟုတ်တော့ မင်းကလည်းကြွက်ကြီးလေကြွက်ကြီးရောပကံပေါ့နော်အဲတချို့ကလည်းဒီအရနဲ့ပတ်သက်လို့ပေပေနေနေပြောကြတယ်ရှိတယ်ပေါ့နော်အာကတ်တွန်းနေနေဗာရီနဲ့ပါထုတ်ပြန်လာတာရှိတယ်ဘာလို့မဖိတ်တာလဲမသိဘူးပေါ့နော်အဲအဲ့လိုပြောတဲ့အချိန်မှာတယောက်ကပြန်ပြေးတာအဲအဲ့တဲ့တွေကဖနက်တွေပျောက်မှာဆိုလို့နေမှာပေါ့ရှက်ဖဲတာတော့မင်းအောင်လည်းရှက်ဖဲတာအဲသူတို့ပဲလုတ်တဲ့ဟာသူတို့ကကိုယ့်ရှက်ကိုခွဲတာကိုချက်ကိုခွဲတာမြောင်းလိုက်ကသူတို့ဒီသူ့ဟိုဟာဖြစ်ပါလေဆိုတော့ဘုံမာတွေတက်ရှင်းကိုခံရတာဟောတော့အချက်ခွဲခြင်းကိုခံရတာတကယ်တကယ်အဲ့လိုပုံစံမျိုးတွေဖြစ်နေ တကယ်ဆိုရင်ဒါ2026ခုနှစ်ကဒါအာဆီယံဥက္ကဋ္ဌအလှည့်ကြမယ့်နှစ်ကမြန်မာပေါ့နော်မြန်မာဒါအာဆီယံဥက္ကဋ္ဌလောက်ရမယ့်နှစ်ဖြစ်တယ်ဒါပေမဲ့မင်းအွန်လိုင်းအခုလိုမျိုးအာနာယူပြီးတော့ပေါ့နော်ပောက်ခရရရှောက်လုပ်ခဲ့လို့ဒီဥက္ကဋ္ဌဖြစ်ဖို့မပြောနဲ့ပေါ့နော်လုံးဝအစည်းအဝေးနားတော့မှမကတ်နိုင်တဲ့အနေအထားတွေဖြစ်သွားတာပေါ့နော်အဲပြောရရင်ဒါလူရဝင်ကျင်နေဆိုရင်တော့လူဖြစ်အောင်လောက်ရတာပေါ့ဗျာလူရဝင်အောင်လောက်ရတာပေါ့နော်ဒါလူမဆန်တဲ့လောက်ရတဲ့လောက်ပြီးတော့လူရဝင်ကျင်လို့တော့ဘယ်ဖြစ်မလဲပေါ့နော် တော့မြောင်းလိုက်တွက်တော့စိတ်စိတ်မကောင်းဘူးပေါ့နော်မြေ20တော့ပါလို့အဲ့တော့နောက်တစ်ခုကဒီအမည်စင်းနဲ့မှာအစအနေကမြောင်းလိုက်နာမည်မပါခဲ့ဘူးဆိုရင်ပေါ့နော်ကျွန်တော်တွေးမိတာပါအဲ့ဒီကြောင်းလေးတာမပါခဲ့ဘူးဆိုရင်ဒီကောင်ဒါခန်းစားရမှာမဒီလောက်ခန်းစားရမှာမဟုတ်ဘူးပေါ့နော်ဒါကလည်းသူခုနပြောလို့ပါပဲဒါသူ့ရဲ့မီဒီယာတွေကသူ့ကိုအရှက်ပြန်ခွဲခဲ့တာပေါ့နော်ဒီလိုကိုးကားပြီးတော့ရေးခဲ့တဲ့စာလေးတချောင်းချောင်းမလို့အာမြေအောင်လိုင်းလဲတေချာပေါ့လုံးဝညအိတ်မပြောတာတွေပါဖြစ်ကောင်းဖြစ်သွားနိုင်တယ် ငါငါ၄နှစ်တောင်မှလွတ်ခဲ့ရတဲ့ဟာအခုတော့ငါတက်ရတော့မလားမသိဘူးဆိုတော့ပုံစံမျိုးနဲ့ तू အိတ်ပျော်ခြင်းမှာပျော်ခဲ့မှာပေါ့နော်အဲနောက်ဆုံးဒါ तू ကလည်း तू လက်ဖက်တုပ်တွေလက်ဖက်ရည်တွေအာငါတလောက်ပေါင်းနေဒါတွေပြင်ဆင်ထားမဲ့ပြင်ပေါ့နော်မိုဘိုင်းသလက်တွေမိုဘိုင်းတောင်းနေဒါတွေပါလုံးရင်လည်းလုံးနေမှာပေါ့နော်အခုကျတော့အဲလုံးဝမပါဘူးဆိုပြီးတော့တည်တဲ့ချိန်ကျတော့ तू ထိုင်ရမလို့ထားရမလို့နောက်ဆုံးထိုင်ရတဲ့အဆင်နဲ့ပြန်ဖြစ်သွားမှာပေါ့အဲဒီကတော့ဒီဥစ္စာပေါ်မှာတော့ तू ကအခဲကြီးမှာတော့မဟုတ်ဘူးဗျဟိုပြောရရင်ဗျာ तू ဒီလိုမျိုးဒါ သူကိုယ်တိုင်ကလည်းမျှော်လင့်ခဲ့မှာပဲမျှော်လင့်ခဲ့လို့လည်းသူဒီလိုမျိုးဖော်ပြတဲ့ဟာတွေကိုသူလက်ခံခဲ့တာပေါ့နော်တကယ်လို့များအဲ့လိုမျိုးဒါသူအစအနေကမှပေါ့နော်ဒီဥစ္စာကိုသူတေချာပေါက်ဟိုဟာဖြစ်ထားတယ်ဆိုရင်မမျှော်လင့်ထားဘူးဆိုရင်ဒီလိုမျိုးမဟုတ်မဟုတ်သတင်းတွေတင်လာတဲ့အချိန်မှာသူအဲ့ကောင်တွေကိုတားဆီးမှာပဲပြောမှာပဲဘာဖြစ်လို့ဆိုသူအချက်ကွဲမဲ့ကိစ္စလေဒါကြီးကအချိန်တိုင်ပေါ်လာမှာလေအဲ့ကြတော့အဲ့လိုမျိုးနောက်ဆုံးမျှော်လင့်ချက်အထိတော့သူကမျှော်လင့်သွားတဲ့ပုံစံမျိုးပဲဒါပေမဲ့လည်းဖြစ်မလာဘူးပေါ့နော်ဖြစ်မလာဘူးဒီကောင်လူသက်သမားဖြစ်တဲ့အတွက်ဖြစ်လာစရာအကြောင်းလည်းမရှိဘူးပြီးတော့ကြတော့ဒီ ဒီအချက်တွေကိုဒီဘုံသဘောတူညီချက်၅ရက်ကိုဒီကောင်တစ်ချက်မှမလိုက်နာဘဲနဲ့ဒါဒီကောင်လုံးဝအကောင့်ထဲမပေါ်ဘဲထားတာဖြစ်တဲ့အတွက်အဖက်မလုပ်ချင်းကိုခံရတာနဲတောင်နဲသေးတာပေါ့နော်အဲ့တော့အခုတော့ဒီ6800ရရင်ပြီးရောဆိုပြီးတော့ဆွတ်လော်တဲ့ကောင်တွေဆွတ်မန်တဲ့ကောင်တွေဆွတ်ပြီးတော့သတင်းတင်တဲ့ကောင်တွေလည်းဒါအတန်တွေပါတိတ်ပေါ့နော်ဂျေကွဲဇလန်တွေပါတိဖြစ်ရင်လည်းဖြစ်နေတော့ပြီပေါ့နော်အဲဒါနဲ့အရင်နှုန်းကဆိုရင်ဒါမရောက်လဲအဲ့လိုမျိုးခီးစင်တစ်ခုကပြန်လာပြီဆိုတဲ့ခါကျရင်အင်တာဗျူးတဲ့ကောင်တွေရှိမှတ်မိသေးလားမသိဘူးဗာလေအဲသူပြောကြ ဘဘကြီးကအဲပြန်လာပြီဆိုရင်ပေါ့နော်အာကျွန်တော်တို့ဘပြန်လာပြီအာဒီလိုမျိုးပြန်လာဒီခီးစဉ်ကပေါ့နော်ကျွန်တော်နိုင်ငံရဲ့ကျွန်တော်လူငယ်တွေရဲ့အနာဂတ်ကိုယူဆောင်လာမယ်လို့ယုံလုံးဝယုံကြည်တယ်လို့ပါအဲ့လိုပြောလဲကောင်းနေမတွေးမိဘူးဒီဒီကောင်တွေးမိဘူးပေါ့နော်အဲ့ကောင်နေအဲ့ကောင်နေရှိတယ်အဲလုံးဝပေါ့နော်ဒီရုရှားခီးစဉ်ဖြစ်မယ်အဲ့ကနေပြန်လာတဲ့ချိန်တုန်းကအဲ့လိုပုံစံမျိုးနဲ့စွတ်ပြီးတော့ပေါ့နော်လော်ကြတာပေါ့နော်အင်တာဗျူးတွေပါတွေကဖြေဖြေပြီးတော့ဒါဝါရဖြန့်တဲ့ channel တွေကနေပြီးတော့တဆင့်ဖြန့် ပြန်ပြီးတော့သူတို့ရဲ့ခေါင်းဆောင်ကတကယ့်ကိုလုပ်တွေကို heavy တကယ့်ကိုတာဝန်အကြီးကြီးတွေယူပြီးတော့အောင်မြင်မှုတရဖူဆောင်းပြီးပြန်လာခဲ့တဲ့ပုံစံမျိုးသူတို့ကပုံဖော်ခဲ့ကြရရှိတယ်ဗောနော်အခုကျတော့ဒါအခုလို့မသွားရဘူးဆိုတော့ကျတော့ဒါဘာလဲအဲဆိုရင် main line ကနိုင်ငံနိုင်ငံရဲ့အနာဂတ်ကိုမဲ့အောင်လုပ်နေတာဟုတ်တယ်အဲ့လိုပြောရမလို့ဖြစ်နေအဲ့ကောင်တွေလည်းအခုမတွေ့တော့ဘူးဗောနော်ဘာပဲဖြစ်ဖြစ်ဒါဟာတကယ်အားရစရာကောင်းပါတယ်ဒီသတင်းကဗောနော်ဘာလို့လဲဆိုတော့ main line ကဒီလိုနေရာကိုရောက်သွားပြီဆိုတဲ့အခါကျရင် အခုလာမဲ့ဒါကြေကြေပြန့်ပြန့်လုပ်တဲ့အစည်းအဝေးမှာဒါ12နိုင်ငံဟောနော်နိုင်ငံပေါင်း12နိုင်ငံကတကယ်အကြီးအကဲတွေလည်းပါလာဖြစ်တဲ့အတွက်သူကအဲ့ဓာတွေအကုန်လုံးနဲ့တွေ့ခွင့်ရတဲ့ခါကျသူရဲ့ပုံစံနဲ့ကပေါ့နော်တခုခုဒါအဖက်ဖြစ်သွားနိုင်တယ်ဘာလို့လဲဆိုဒီကောင်ကအကုံလုံးကိုလိုက်ပြီးတော့မျက်နှာလိုအားရတကယ်အောက်ကြနောက်ကြဖြစ်မှလည်းမကြောက်ဘူးလေသိရမလားဒါမျိုးစားလိုကောင်မျိုးတော်မှပဲဒါလက်ဖက်သုံးတဲ့လက်ဖက်ရဲ့ဧကံပြီးတော့ဒါ ယူယူကျိုးသူဆက်ဆံသေးရပါဘောเนาะအဲ့တော့ဒီလိုမျိုးနိုင်ငံအကြီးအကဲတွေနဲ့တွေ့ရပြီဆိုတဲ့ခါကျမှတေးကြတဲ့ဒူးဘာပြေးဖန်ဖတ်နေပါဘောเนาะအဲ့တော့ဒီ Trump တို့ဘာတို့လာပြီဆိုရင်လည်းသိတဲ့အတိုင်းပဲအဲနောက်ဆုံးတော့ဒီလိုအဲ့လိုမျိုးသွားရဖို့အတွက်ကိုလည်းဒီကြားဖြန်ကိစ္စတွေကိုသူတို့လုံပြနေတာဗျာတကယ်ပြောရရင်ဒီဟာနဲ့ပတ်သက်လို့ဘောเนาะဒါနိုင်ငံတကာကအဲရေဆုံးမြေဆုံးတီလိုက်နေတဲ့အချိန်မှာသူကလည်းကျိုးကျိုးဆဆနဲ့လုံနေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကပြောကျင်တာပြကျင်တာ အဲအကြောင်မလို့တချို့နေရာတွေမှာသူတို့လဝါချင်းရိုက်ပြီးတော့လှုပ်ဆောင်ပြတဲ့ဟာတွေကအာတကယ်အကြီးကြီးတွေလို့တော့ထင်ကြရတယ်ပေါ့နော်ဒါပေမဲ့အတွင်းသည့်အစင်းသည့်တွေကဖို့လို့ဒါဒီကောင်နေဆောက်ချက်ပွဲတာအဲအဲကြောင့်အဲ့လိုပုံစံမျိုးနဲ့သူ့မှာအများကြီးပြင်ဆင်ထားတာအခုကျတော့ဒီဥစ္စာကဖြစ်မလာဘူးဆိုတော့တဲတဲ့ရေသွုံဖြစ်သွားတာပေါ့နော်အဓိကတော့ဒါလည်းကောင်းပါတယ်တကယ်လို့ဒါဒီနေရာကိုရောက်သွားခဲ့တယ်ဆိုရင်ပေါ့နော်နိုင်ငံရေးအရသူကပို့ပြီးတော့အသာစီးရသွားနိုင်တယ်အဲပြီးတော့ကျတော့ဒီ ရွေးကောက်ပွဲဒါဖြစ်မြောက်လုံနိုင်နေဆိုရင်အာရွေးကောက်ပွဲအလွန်ကာလမှာတရားဝင်ဖြစ်ရေးအတွက်လည်းပို့ပြီးတော့ခီးရောက်သွားနိုင်တယ်အခုတော့အဲ့မျိုးလင်းချက်တွေပျောက်ဆုံးပျက်စီးငိုကြွေးကြေကွဲပေါ့နော်အဲ့ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒေါ်လာကြီးကတော့ဆက်ရှိနေမယ်မင်းအွန်လိုင်းကလည်းဂျင်းနဲ့မှမဟုတ်ဘူးဂျင်းနဲ့မှမဟုတ်တဲ့အတွက်သူကလည်းဒါမထူးဆက်ခင်းတဲ့လောက်ရနေလောက်ရတွေလောက်လာနိုင်ခြင်းရှိတယ်အဲ့တော့ကျွန်တော်ပြည်သူတွေပို့ပြီးတော့ဂယူဆိုင်ကြပါအဲတော်တော်လေးမမှန်ရရင်လောက်ရတွေကိုလောက်လာနိုင်ခြင်းရှိတယ် ဒီထက်လည်းလုံနိုင်စရာအကြောင်းလည်းမရှိတော့ပါဘူးအဲ့တော့ကြဘလို့ပဲဖြစ်ဖြစ်ကိုကိုဂရုစိုက်ပြီးတော့ကျွန်တော်တို့ရှင်သန်အောင်နေကြမယ်ကိုတက်နိုင်တဲ့အပိုင်းတွေမှာပါဝင်ပေးကြမယ်ဒါလည်းတက်ဖွဲ့တွေဒီတက်ပို့ပြီးအောင်မြင်မှုရအောင်တိုက်ပွဲတွေဝင်နိုင်အောင်ကျွန်တော်ဝိုင်းပြီးတော့ပံ့ပိုးပေးကြမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကဒါလည်းဖြစ်လာမယ့်အရာပါပဲဖြစ်လာမယ့်အရာတီဘောတီဘောကိစ္စတီဘောကိုစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်လိုက်နိုင်တယ်ထိန်းချုပ်လိုက်နိုင်ပြီးတဲ့အချိန်မှာဒီတီဘောမျိုးကိုအော်လိုဝါ၁၈ကနေစပြီးတော့ပေါ့နော်ဒါဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးတော့ဝင်ရောက်လာနေတယ်ဆိုပြီးတော့ဒေသခံတွေစီကလည်းသိရတယ် ဲ့တော့ဒီဥစ္စာကပြန်ရမယ်ပြန်ယူသွားမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒေါ်လန်ရဲ့တပ်ဖွဲ့တွေရောဒေါ်လန်ပြည်သူတွေကရောမျောလင့်ထားပြီးသားတိထားပြီးသားကျိုးပြီးတော့တွတ်ဆထားပြီးသားပေါ့နော်အဲ့တော့ဒါတရုတ်ရဲ့ဖီအားပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီကောင်တွေကတော့တေချာပေါက်ဒီမျိုးတွေကိုပြန်ပြီးတော့ဒါထိ ंछ ုပ်သွားနိုင်မယ်ဆိုတဲ့ဟာကတော့သိပြီးသားအဲ့လိုထိ ंछ ပြီးသားနဲ့ဘာလုပ်မလဲရွေးကောက်ပွဲလုပ်ဖို့အတွက်သူတို့ပြင်ဆင်မယ်ဌာနဆိုင်ရာဝန်ထမ်းတွေပို့မယ်ပြီးရင်ရွေးကောက်ပွဲဖြစ်မြောက်သူတို့လုပ်ကြမယ်ပြီးရင်ဒါသူရွေးကောက်ပွဲလုပ်မယ်အဲဒီမျိုးအပိုင်းလိုက်ခွဲထားတဲ့အထဲမှာသူတို့ဒီမျိုးတွေကိုထည့်မယ်ပေါ့ဗျာအ အဲ့တော့နောက်ထပ်မြို့တွေကိုလည်းဒါသူစစ်များဟုတ်လှည့်နေတာတွေတော့ရှိလာတယ်။အဲ့တော့ဒီဘလို့ပဲဖြစ်ဖြစ်ပေါ်တော့ဒါတွေကကြိုတင်ပြီးတော့တိထားပြီးသားအရာဆိုပေမဲ့မင်းအောင်လိုင်ကတိရတဲ့အတိုင်းပဲသူကဒီမြို့တွေကိုအသေးအတန်တိုက်ယူရတဲ့ပုံစံမျိုးဖြစ်အောင်သူဖန်တီးမှာလို့ကျွန်တော်တို့ပြောခဲ့ကြတယ်ပေါ့နော်။အခုလည်းအဲ့လိုပုံစံမျိုးပဲသူတို့အဲ့လိုမျိုးဖန်တီးပြီးဆိုတဲ့အချိန်ကျတော့သူတို့ဂုံစားတဲ့လောက်ရက်တွေလှုပ်လာပြီလေ။ဝါရဖြတ်တဲ့လောက်ရက်တွေလှုပ်လာပြီ။လာကြိုခိုင်းနေတဲ့။လာကြိုခိုင်းနေတဲ့။ အဲ့ဒီစစ်ကောင်စီစစ်သားတွေဝင်လာတာတွေပြီးရင်ဌာနဆိုင်ရာဝန်ထမ်းတွေဝင်လာတဲ့အချိန်မှာလာကြိုခိုင်းနေပါတော့လာကြွဲချိန်မှာအမဲဗနိုင်းတွေပါနေနဲ့ဗျာလုံးဝပိုစတာတွေပါနေနဲ့ပါလေအဲတီဘောမျိုးမှဒေသခံပြည်သူများကဘာဖြစ်လဲလိုက်လဲစာကြိုးစိုးပါဤတော့အဲအဲ့လိုမျိုးတွေကစားတော့ရေးပြီးတော့ကြိုခိုင်းတာပါတော့ကြိုခိုင်းတာတွားပြီးတော့ကိုယ့်အနေကိုဆန္ဒအရကြိုးတာမဟုတ်ဘူးဘာဖြစ်လို့ကြောက်လဲဆိုတော့ အဲ့လိုမျိုးသွားမကြို့ဘူးဆိုရင် TNL နဲ့ဒါတော်လိုင်းပူပေါင်းတက်ဖွဲ့နဲ့ဆက်ဆက်တယ်ဆိုပြီးတော့ဒါသူတို့ကိုဆွတ်ဆွဲပြီးတော့ချင်းချောက်တာတွေညှင်းမနှိမ့်ဆက်တာတွေလုံမှာဆိုလို့ဒေသခံတွေကသွားကြို့ရတာတဲ့အဲဒါသိရတဲ့ဟာပေါ့နော်အဲ့တော့ကျတော့ဒီကောင်တွေလုံနေတဲ့ဟာတွေကအစ်စ်မှန်ဆိုတာတခုမှမရှိဘူးဟန်ပြတွေကြီးပဲဟန်ပြတွေဟန်ပြဒီမျိုးကိုပြန်ရသွားတယ်ဆိုတဲ့ဟာကလည်းသူတို့အတိုက်ပြဘာမှမဟုတ်ဘူးဟန်ပြပြီးရသွားပါပြီဆိုတဲ့အချိန်မှာလည်းသူတို့ဒါလာကြိုခိုင်းနေဆိုတဲ့ဟာတွေစစ်တပ်ကိုထောက်ခံနေပါတယ်ဆိုတဲ့ဟာမျိုးတွေကလည်း ဟန်ပြပဲပြီးရင်မိုင်းတွေပါလေရှင်းလင်းပေးတယ်ကြောင်းတွေပါလေပြန်ဖွင့်ပေးတာဒါတွေလည်းဟန်ပြပဲသူတို့ကသာလေတကယ်အကောင်းအဲသူတို့ကပဲနောက်ဆုံးဇလိုက်ဒီလိုနေရာမျိုးတွေကိုသူတို့ကဒီအတွက်ပြန်ယူပေးတာပြည်သူတွေရဲ့အကျိုးစီးပွားအတွက်သူတို့အရန်အလီထားပါလေဆိုတဲ့ပုံစံမျိုးတွေနဲ့လုပ်ပြကြတာတကယ်တမ်းမင်းတို့ရဲ့စိတ်လက်တွေကဘယ်လောက်အောက်တန်းကျတယ်လဲဆိုတဲ့ဟာကမင်းတို့ရဲ့လုပ်ရက်တွေကိုပြန်ကြည့်ရင်သိတာမင်းတို့ပြည်သူတွေကိုဘယ်လိုလုပ်ခဲ့တယ်လဲဒီနေရာဒီမျိုးလေးကွက်ကွက်လေးတစ်ခုထဲမှာနေမင်းတို့ပြည်သူအကျိုးပြုလုပ်ငန်းလုပ်လိုက်တာနဲ့တနိုင်ငံလုံးအနှံ့ပြည်သူတွေကိုဘုံကျက်တက်ဖြတ်တဲ့ဟာတွေကပျောက်သွားပြီလို့မင်းတို့ကထင်လာလား မင်းတို့ကောင်ကလေးတငယ်တွေတက်ဖြတ်ခဲ့တာရှိတယ်အာအိုကြီးအိုမအဖိုးအဖွားတွေကိုတက်ဖြတ်ခဲ့တာရှိတယ်အရွယ်ဆုံးပေါ့ကွာအရွယ်သုံးပါးမြေအကုန်လုံးကိုမင်းတို့တက်ဖြတ်နေရရှိတယ်အမျိုးသမီးငယ်တွေမျိုးသမီးတွေအကုန်လုံးကိုဒါတွေ့နေတွေ့နေနေရမှာပေါ့နော်ဒါမတင်းချင်းတက်ဖြတ်တာမျိုးမျိုးမင်းတို့တွေလှုပ်ခဲ့ကြမမှန်ရရင်လှုပ်ရက်တွေလှုပ်ခဲ့ကြတယ်ပေါ့နော်ဒါပြည်သူရဲ့ပိုင်ဆိုင်တဲ့အိုးအိမ်ပစ္စည်းတွေကိုဖျက်ဆီးတယ်ယူငင်းတယ်လူယူတယ်ကိုကြိုးတုံးတယ်ဒါမဲ့အရင်တုန်းကစပိန်တော်မှာနတ်မမှန်တဲ့ကောင်တွေကအခုအမဲဆိုင်ကယ်ကားနဲ့ဗျာစစ်တပ်ထဲမှာတကယ်ရှိတယ် စပိန်တော့နံပါတ်မှန်မှုကအကျွေးကိုလာစင်ပေးနေရတာလာစာထုတ်တာနဲ့စစ်လစ်ပဲရတာတေဝင်းပဲရတာအဲ့လိုမျိုးရတဲ့စစ်သားမိသားစုတွေအများကြီးရှိတယ်အာအခုကျတော့ရွှေတွဲလဲငွေတွဲလဲနေဗျာအဲ့လိုပုံစံမျိုးတွေမဲတရှိတန်းအနေပြန်လာရင်ကားပေါ်မှာမဲဆိုင်ကယ်စပိန်အကုန်လုံးအကုန်လုံးပါလာရေကဲတစ်တာဟာကျိုးနဲ့ပတ်သက်တဲ့ဟာတစ်နဲ့ပတ်သက်တဲ့ဟာအကုန်လုံးအဖိုးတန်ပစ္စည်းအကုန်လုံးပါအဲ့လိုမျိုးမင်းတို့ကောင်တွေလှုပ်ခဲ့လှုပ်ရက်တွေကိုပြည်သူကမေ့သွားမယ်ထင်လို့လားအဲ့လိုမျိုးလှုပ်ရက်တွေအားလုံးကိုဒီမျိုးကမင်းတို့ပြန်ပြီးတော့ပြတဲ့အချိုးပြုတ်လုပ်ငန်းလောက်လေးနဲ့ဖုံးကွယ်လို့ရမယ်ထင်လို့လား အဲ့တော့ဒီကောင်းကြီးလုံနေတဲ့လောရက်တွေကတကယ်ဟန်ပြတက်တက်ဆိုတဲ့ဟာကိုဒါပြည်သူတွေလည်းသိစေချင်ပြည်သူကသိပြီးသားပါအဲ့တော့ဒါဟာလည်းရုပ်ရှင်ပြကွက်တစ်ခုပဲတရုတ်ဇညွန်းအတိုင်းသွားနေရတဲ့ဇညွန်းတစ်ခုပဲဇလန်းတစ်ခုပဲဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်အခြားနေရာတွေမှာအဲတော်လိုင်းတက်ဖွဲ့တွေဘက်ကဒါအခြေအနေကောင်းနေတာတွေအများကြီးရှိတာဗောဗျာအဲ့တော့တိုက်ပွဲဖြစ်စဉ်နေတိုင်းကိုတော်လိုင်းတက်ဖွဲ့တွေကတော့ထုတ်ပြန်ပေးနိုင်မှာမဟုတ်ဘူးထုတ်ပြန်လို့လည်းမလွယ်ကူဘူးဗောနော်ဒီခါလေးကြာရင်တိုက်ပွဲဒီနေ့ဖြစ်တယ်ဒါပေမဲ့ဒီနေ့ထုတ်လို့မရဘူး နောက်နေ့နောက်နေ့အထိလည်းရချင်မှရအောင်မယ်နောက်နေ့ကျမှပြန်ရတာမျိုးရှိတတ်တယ်အတခါလေးကျတော့လေအင်တာနက်ခက်ခဲစစ်ကောင်စီဘက်ကအရင်ရုံမာထားတယ်လေအကောင်လုံးက Starlink ဝင်နိုင်ကြတာမဟုတ်ဘူးပေါ့နော်အခုဆိုရင် Starlink တွေပါပိတ်လာပြီဆိုတော့တော်တော်လေးဒါရင်ဆိုင်ရမယ့်အခက်အခဲတွေရှိလာအောင်မယ်ပေါ့နော်အဲ့တော့အဲ့လိုနေထားမျိုးမှာတကယ်သတင်းကောင်းတွေအကောင်လုံးကတော့နေရာစုံမှာဖြစ်နေတော့မယ်ဒါပေမဲ့ မတက်လာတာပဲရှိတယ်ပေါ့နော်အဲအဲ့လိုပဲဒါစစ်ကောင်စီဘက်ကလည်းပြန်ပြီးတော့ဖိနှိပ်ဖို့အတွက်ကြိုးစားနေတော့မယ်ဒါပေမဲ့ကျွန်တော်တို့တလိုင်းတက်ဖွဲ့တွေဘရုံးမှာစိတ်တက်မကြပါဘူးဒီနေ့ဒီချိန်ဒီတိုက်ပွဲဝင်နေကြတော့မယ်အဲ့တော့အဲ့လိုမျိုးတက်ဖွဲ့တွေကိုဒီထက်ပိုပြီးတော့ကူညီပေးကြစေချင်တယ်အဲဒီရေးကြီးကာလဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရေးကြီးကာလကိုအောင်မြင်စွာနဲ့ကြော်ဖြတ်နိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ကျွန်တော်တို့တက်ဖွဲ့တွေဒီထက်ပိုပြီးတိုက်ပွဲဝင်နိုင်ဖို့ပြည်သူတွေရဲ့ခွန်အားကိုအများကြီးလိုအပ်ပါတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်